မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ1ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မန္တလေးမြို့နန်းတွဲထဲမှာရှိတဲ့အလွယ်ပိုင်းတိုင်းစစ်ဌာနချုပ်လပခ short tight ဒုံးနဲ့ပြစ်ခတ်ခံရမှုကြောင့်စစ်သား6ဦးသေဆုံးပြီး4ဦးအရေးပေါ်တင်ထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ29ရက်နေ့မနက်2နာရီခွဲကမှာအလွယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတရခုံမမ short tight ဒုံး6လုံးနဲ့ပြစ်ခတ်ခဲ့ရာ4လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar BWM အဖွဲ့ထံကနေပြီးတော့သိရပါတယ်ပြစ်လိုက်တဲ့ short tight ဒုံးတွေက ဘားတဲ့ကိုကြပြီးတော့စစ်သား6ဦးကတော့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်။ဒဏ်ရာရတဲ့သူအယောက်20တဲကအဲ့ဒီတဲက၄ဦးကရေးပေါ်ကိုတင်ထားရပါတယ်။အဆောက်အုံနှလုံးပြက်စီးတယ်။အဆတွေဆင်းလို့တခြားအဆောက်အုံ၄လုံးနိုင်ရန်တွေပွင့်တာအမိုးတွေလန်တာတွေလည်းရှိတယ်လို့ Brave Warriors for Myanmar BWM တာဝန်ရှိသူတို့ကပြောပြထားပါတယ်။ short တိုက်တုံးနှလုံးဟာဘားတိုက်ထဲကိုကြောက်ရောက်ခဲ့ပြီးတော့ကျန်တဲ့နှလုံးဟာနန်းရင်းထဲမှာရှိတဲ့စစ်စင်ရေးကားများထားတဲ့ကွင်းထဲကိုကြောက်ရောက်ခဲ့ရာစစ်စင်ရေးကားများထိခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်စင်ရေးကားတွေပြက်စီးတယ် ကာဗနာစီပျက်စီးလဲဆိုတာတော့မသိရသေးဘူးလို့၎င်းကဆက်လက်ပြောကြားထားပါဗျ။စစ်ကောင်စီဟာရှမ်းပြည်နယ်မြောက်ပိုင်းကိုထိုးစစ်ဆင်မဲ့ရန်တိုင်းမင်းဆက်ဆင်ရေးအတွက်ပြင်ဆင်နေပြီးတော့လက်ပါခရဲ့အင်အားကိုလည်းဖြည့်တင်းထားကြောင်း BWM ရဲ့ထုတ်ပြန်ကြမှာပါရှိပါတယ်။၎င်းတက်ခတ်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့စီမံမှုနဲ့ Shadow Mandalay အဖွဲ့ကလက်ပါခကိုတတိယအကြိမ်မြောက်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ BWM နဲ့မဟာမိတ်အဖွဲ့များဟာအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကို2023ခုနှစ်ဒီဇင်ဘာလမှာတကြိမ်နဲ့2024ခုနှစ်စက်တဘာလ3ရက်နေ့မှာတကြိမ်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါဗျ။စစ်သားများတေဆုံထိခိုက်မှုကိုတော့တိကျအတိပြုလို့မရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာ30ရက်နေ့ကစစ်ကောင်စီအုပ်စုနဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီအုပ်စုဘက်က10နဲ့ချီတိုက်ဆုံးကအယောက်30ကျော်လက်ရဖမ်းဆီးရမိပြီးတော့ လက်နက်80ကျော်တင်းစီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ30ရက်နေ့မနက်7:00နာရီအချိန်မှာဘူးတလင်မြို့နယ်စီပါနဲ့ကျွဲတီချောင်းရွာကြားမှာစစ်ကောင်စီအုပ်စုနဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီအုပ်စုဘက်ကအများအပြားတေဆုံးက30ကျော်လက်ရဖမ်းဆီးရမိပြီးတော့လက်နက်80ကျော်တင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်ဘလူးစစ်ကြောင်းဆိုတာဒါလားကစစ်ကြောင်းတစ်ကြောင်းလုံးတုတ်ဆိုပြီးတော့မြေပြင်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ဗမာလူမျိုးရေးဒီမိုကရက်တစ်တအူး BLDF ခေါင်းဆောင်ကပြောဆိုထားပါတယ် အဲ့ဒီတိုက်ခိုက်ခံရတဲ့စစ်ကောင်စီအုပ်စုဟာပြီးခဲ့တဲ့ရပ်ပိုင်းအတွင်းကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခနဲ့ဘုဒ္ဓလင်မြို့ပေါ်ကနေကူတော်ရဲစခန်းဘက်ကိုစစ်ကူသွားပြီးတော့ဘုဒ္ဓလင်မြို့ဘက်ကိုပြန်လာတဲ့စစ်ကောင်စီအုပ်စုဖြစ်တယ်လို့ဆိုပါရယ်ကူတော်ရဲစခန်းဘက်စစ်ကူသွားတဲ့အချိန်မှာလမ်းတလျှောက်မှာရှိတဲ့ရွာတွေကိုစီးနင်းဝင်မွေကလူသက်လူရက်မိရှို့တယ်လို့ဖျားငွေတွေကိုပါဖောက်ထွင်းခိုးယူခဲ့တဲ့စစ်ကောင်စီအုပ်စုဖြစ်တယ်လို့ဆိုပါရယ်အင်အား80ဝန်းကျင်ပါတဲ့အဲ့ဒီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေက၃နာရီကျော်ကြာအောင်ဂျားဖြတ်ပိတ်ဆို့တိုက်ခတ်ရာ စစ်ကြောင်းလိုက်ပြုတ်တယ်လို့ဆိုပါတယ်။သေဆုံးစီးရင်ကတော့အတိအကျမသိရသေးဘူး။ပိုလို့ပက်လက်ပဲတေကြတာက20ကျော်အစိတ်လောက်တော့ရှိမှာ။အရှင်ဖမ်းမိတာက34ရောက်လက်နက်တွေက80ကျော်တယ်လို့ဘူးတလင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တအုပ်ကပြောပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာစစ်ကောင်စီအုပ်စုက Jet Fighter တိုက်လေယာဉ်နဲ့လေကြောင်းပစ်ကူတိုက်ခိုက်မှု၃ချိန်ထက်မနည်းပြုတ်လုခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမစိုးရိမ်ရဒဏ်ရာအနည်းငယ်ရရှိကြတယ်လို့လည်းဆိုပါတယ်။လေကြောင်းလာပစ်သေးတယ်ကိုဘက်ကတော့အေးဆေးပါပဲပုံးပဲ့ယုံဒဏ်ရာရတာ တို့တို့စစ်ကောင်စီအုပ်စုဘက်က၄၅ရောက်လောက်လွတ်သွားတာတော့ရှိတယ်ကိုရီကဒီ30ကျော်ကိုမဲနေတော့ထွက်ပြေးကြတာလို့မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ဝင်ကပြောပါတယ်30ရက်နေ့တိုက်ပွဲဖြစ်တာကကူတော်ရွာရဲစခန်းကိုစက်တဘာလ20ရက်နေ့ကစစ်ကူသွားတဲ့စစ်ကောင်စီအုပ်စုဖြစ်ပြီးတော့စစ်ကြောင်းနောက်ပြန်လှည့်လာတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီစစ်ကောင်စီအုပ်စုဟာကူတော်ရွာရဲစခန်းကိုစစ်ကူစစ်ကြောင်းထိုးနေတဲ့အချိန်ကကျွဲသေးချောင်ချေးရွာကအပြစ်မဲ့တဲ့ပြည်သူတအုံးနဲ့ကရိုးချေးရွာကအသက်80ကျော်အဖိုးအိုတအုံး ရက်ကြီးပါခဘအဖွဲ့ဝင်၂ဦးစုစုပေါင်း၄ဦးကိုပြစ်တက်ခဲ့ပြီးတော့ကျွဲသေးချောင်းရွာဖုန်ကြီးချောင်းကဖျားငွေချက်၁၀သိန်းကျော်ကိုခိုးယူခဲ့ကြတဲ့သူတွေဖြစ်တယ်လို့ကရုံးရွာကနေအိမ်အလုံး၂၀ဝန်းကျင်ကိုလည်းမိရှုပ်ဖျက်ဆီးခဲ့တဲ့စစ်ကောင်စီအုပ်စုဖြစ်တယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့နယ်မှာပြည်သူများကိုဖိနှိပ်ငွေညှစ်နေတဲ့ဂန်းကိုတောင်ရွာအုပ်ချုပ်ရေးမှူးတင်မြင့်ကိုပြစ်ခတ်တိုက်ခဲ့ရာပေးဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ29ရက်နေ့ည8:20မိနစ်ခန့်မှာရေပြူမြို့နယ်ဂန်းကိုတောင်ရွာမှာ ပြည်သူများကိုဖိနှိပ်ငွေညှစ်နေတဲ့အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးပြင်းမြင့်ကိုဒေါနာစစ်ကြောင်းတက်ခွဲ၆နဲ့ဒေါနာစစ်ကြောင်းတက်ခွဲ9တို့ကရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာတေဆုံးခဲ့တယ်လို့သိရပါတယ်။တေဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးပြင်းမြင့်ဟာအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလမ်းပြပြုလုပ်ပေးခြင်း ဖုန်းနဲ့သတင်းပေးပို့ခြင်းလူကိုယ်တိုင်တွားရောက်ပြီးတော့သတင်းပေးခြင်းများနဲ့အိမ်တော်စုဆေးရများဆစ်ဆေးပြီးတော့လူမတွေ့ရှိပါကအကြမ်းဖက်စစ်တပ်ကိုသတင်းပေးပို့ခြင်းများအပြင်ရွာသူရွာသားများအပေါ်မှာလည်းအကြောင်းမဲ့ငွေကြေးကောက်ခံခြင်းများကိုပြုလုပ်နေခြင်းကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းဒေါနာစစ်ကြောင်းတက်ခွဲချောက်ဝေဟင်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ပြင်းမြင့်တဲ့အတူစစ်တပ်အတွင်းမှာအလုလုပေးနေတဲ့သူတွေကိုလည်းစောင့်ကြည့်နေပါတယ်။စစ်တပ်နဲ့ပေါင်းပြီးတော့ပြည်သူတွေကိုဒုက္ခပေးရင်တော့ဘယ်သူဘယ်ဝါဆိုတာနောက်မှရှင်းမှရပါမယ်လို့ ေါနာစစ်ကြောင်းတက်ခွဲ6ဝေဟင်တက်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာရှိတဲ့ပြူစောတိကျေးရွာ၄ရွာကို၃ရက်ဆက်တိုက်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ25ရက်နေ့ကစတင်ပြီးတော့စက်တဘာလ28ရက်နေ့အထိရွှေဘုံမြို့နယ်ပြည်သူ့ဆက်ကျေးရွာများဖြစ်ကြတဲ့သီလုံပတ်သားဆကျေးရွာအထိုင်ကင်းကို စက်တဘာလ25ရက်နေ့မှာဒရုန်းပုံသီး၅လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စက်တဘာလ26ရက်နေ့မှာပယံရွာမှာရှိတဲ့ပြည်သူစစ်ဂိတ်စခန်းမှာခရီးသွားပြည်သူများထံကနေပြီးတော့စက်ကြီးကောက်ခံနေတဲ့စစ်ကောင်စီတပ်သားများကိုဒရုန်းပုံသီး၃လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စက်တဘာလ28ရက်နေ့မှာမင်္ဂလာရွာပြည်သူစစ်ကင်းစခန်းကိုထပ်မံပြီးတော့ဒရုန်းပုံသီး၂လုံးနဲ့ဇီးကုန်း၄ရွာပြည်သူစစ်ဘန်ကာကို drone ဘုံဒီတလုံးထမှန်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများအတွေ့မှာပြီးလုံးပြူစောတိရွာကိုရောက်ရှိနေတဲ့ဇီးလူကုန်းရွာကပြူစောတိမောင်ကောင်းတဲ့မင်္ဂလာရွာပြူစောတိတအုပ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပယံပြူစောတိရွာမှာစေကုသမှုခံယူနေတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေဘုံမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များအားလုံးပူးပေါင်းပြီးတော့လှုံ့ဆော်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘူခရိုင်ခင်ဦးမြို့နယ်မတောင်းလာရွာပြူစောတိစခန်းသိမ်းတိုက်ပွဲကာလမှာရွာကနေထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာတဲ့ပြူစောတိအယောက်20ဝန်းကျင်ရှိပြီးတော့သူတို့ကိုကောင်းမွန်စွာစောင့်ရှောက်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့ဩဂတ်စ်လကုန်ပိုင်းကမတောင်းလာရွာပြူစောတိစခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီအုပ်စုနဲ့ပြူစောတိအဖွဲ့ဝင်အယောက်30ကျော်တိတ်ဆုံးခဲ့တယ်လို့အယောက်20ဝန်းကျင်ကရွာကနေထွက်ပြေးကတော်လိုင်းတပ်ဖွဲ့ဒေစီမှအလင်းဝင်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်မတောင်းလာရွာတိုက်ပွဲအတွင်းမှာ ရွာကနေထွက်ပြေးလာတဲ့ပြူစောတိတွေအယောက်20လောက်ရှိပါတယ်သူတို့ကတော့ကျွန်တော်တို့တွေကောင်းကောင်းမွန်မွန်နဲ့စောင့်ရှောက်ပေးထားတယ်သူတို့ကိုကျွန်တော်တို့ကစစ်တုံးမန်းအနေနဲ့ထားလို့မရပါဘူးဘာကြောင့်လဲဆိုတော့သူတို့ပြူစောတိတွေကိုယ်တိုင်ကရွာကနေထွက်လာခဲ့ကြတာဆိုတော့လေ လုံလုံတဲ့နေရာကိုတော့ကျွန်တော်တို့ကပို့ဆောင်ပေးသွားမှာပါလို့ခင်ဦးမြို့နယ်ပကဖတာဝန်ခံကပြောကြားထားပါတယ်ခင်ဦးမြို့နယ်မြောက်ဘက်မှာရှိတဲ့မတောင်းလာရွာပြူစောတိစခန်းကိုဩဂတ်စ17ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီအုပ်စုကစခန်းမကျဆုံးရေးအတွက်လေကြောင်းပစ်ကူနဲ့ခုခံခဲ့တာကြောင့်ယာယီပြန်လည်ဆုတ်ခွာပေးခဲ့ရပြီးတော့ ဩဂတ်စ်လ31ရက်နေ့မှာထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာစကမ်းကိုတိမ့်ပိုက်နိုင်ခဲ့ပေမယ့်လေကြောင်းပစ်ကူတွေကြောင့်နောက်တစ်ချိန်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဒေသခံတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်မတောင်းလာရွာပူစောတီစကမ်းတိမ့်တိုက်ပွဲအတွင်းမှာစစ်ကောင်စီအုပ်စုနဲ့ပူစောတီအဖွဲ့တွေစီကနေပြီးတော့လက်နက်ခဲယမ်းတွေကိုတိမ့်စီရရှိခဲ့တာရှိတယ်လို့တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်တချို့ထိခိုက်ကြဆုံးမှုတွေရှိတယ်လို့ဆိုပါရယ်စခန်းသိမ်းတိုက်ပွဲမှာအထိနာခဲ့တဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောတီတွေဟာမတော်လာရွာအနီးဝင်းကျင်ကြေးရွာ73ရွာကိုစီးနေဝင်ရောက်လူရက်ပြီးတော့နေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တာကြောင့်အင်ဂျီတထောင်ကမိလောင်ပြချခဲ့ရတယ်လို့ထောင်ထဲချီတဲ့ဒေသခံပြည်သူတွေဟာလည်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်ဘုံတန်ကြောင့်မတော်လာရွာတွေကနေအိမ်အများပြားလဲမိလောင်ပြက်စီးပြီးတော့နေလို့မရတော့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေထပ်မံလာရောက်တိုက်ခိုက်မှာကိုစိုးရိမ်တာအတော့ စက်တင်ဘာလ18ရက်နေ့မှာစေကောင်းစီအုပ်စုနဲ့ပြူစောတိတွေဟာရွာသားတွေကိုတစားကန်လူသားတိုင်းအဖြစ်နဲ့ပြုလုပ်ပြီးတော့စကမ်းကိုစွန့်ခွာပြီးကမ်းမလူနယ်တွေကစေကောင်းစီအုပ်စုအထိုင်းစကမ်းတစ်ခုဖြစ်တဲ့ဇီးကုန်းတကြားဆက်ကိုထွက်ပြေးသွားကြတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်ခင်ဦးနယ်တွေကမတော်လာရွာပြူစောတိစကမ်းကစေကောင်းစီအုပ်စုတွေဟာစကမ်းကိုစွန့်ခွာထွက်ပြေးသွားကြပြီမကြီးတုံနဲ့ ပြည်ထောင်ရွာပြူစောတိစခန်းနှစ်ခုကျန်ရှိနေသေးသလိုမြို့ပေါ်မှာလည်းဆေးရုံရဲစခန်းနဲ့မင်းတိုက်ဆေးဆိုင်လမ်းစုံစတဲ့နေရာတွေမှာစစ်ကောင်စီအုပ်စုနဲ့ပြူစောတိတွေအထိုင်ချတပ်ဆွဲထားပြီးတော့ရွာစဉ်ပတ်မွေလူသက်လူရက်မိရှို့တာတွေကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုမကြာခဏလှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြကြီးနားမြို့မှာအခုရပိုင်းအတွင်းလက်နက်ကြီးတန်းတွေဇက်တိုက်ကြားနေရပြီးတော့စစ်ကောင်စီရဲ့စစ်ရဟတ်ရင်များလဲနေရောညပါကင်းထောက်ပြန်တန်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်နက်ကြီးတန်းတွေဇက်တိုက်ကြားနေရတဲ့ရဟတ်ရင်တန်းတွေလဲနေရောညရောပြန်တန်းနေတာနေခင်းဘက်မှာမြင်ရပေမဲ့ညဘက်မှာတော့အတန်ပဲကြားရတယ်လို့သူကပြောပါတယ်။ကချင်ပြည်နယ်မြကြီးနားမြို့မှာဖုန်းလိုင်းအင်တာနက်လိုင်းတွေမရတာကြောင့်သတင်းတွေမကြားရပဲဘယ်အချိန်ဘလို့ဖြစ်လာနိုင်မလဲဆိုတာဘလို့ပြင်ဆင်ရမလဲဆိုတာမသိရတာကြောင့်အလွန်ကိုစိုးရိမ်နေကြတယ်လို့ပြည်သူတွေကဆက်ပြောပါတယ် ်ပြီးခဲ့တဲ့စက်တမ်ဘာလ23ရက်နေ့ကဝိုင်းမော်မြို့နယ်ဝူယန်ကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်ခလာရ98တိုင်ရင်အနီးမှာ KI နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့သိရပါတယ်။ကချင်ပြည်နယ်အတွင်းမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးတော့မြကြီးနားမြို့ရဲ့အရှိမြောက်ဒေသချီပွေမြို့ကို KI နဲ့ပူးပေါင်းတပ်ဖွဲ့တွေက30ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အထွတ် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။